အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုကလစ်လေးမှာတော့ Eco Print ဆောက်လုပ်ဖို့ရတဲ့ပိတ်စာပြင်ဆင်ပုံ Pre Modern နဲ့ Modern အသုံးပြုပုံကိုပြုလုပ်ပြပေးသွားမှာဖြစ်ပါတယ် Eco Print လုပ်ဖို့ရတဲ့အသုံးပြုနိုင်တဲ့အဓိကပိတ်စာနှစ်မျိုးရှိပါတယ်တစ်မျိုးကတော့အကောင်ကထုတ်လုပ်တဲ့ဥပမာ ပိုးသားအထည်လိုမျိုးနဲ့အပင်တွေကထုတ်လုပ်တဲ့ခြေအထည်တွေပဲဖြစ်ပါတယ်ပိတ်စာတွေကို modern မပြုတ်လို့ခင် pre modern အရင်ဆုံးလုပ်ရပါမယ်ဒီနေရာမှာ မော်ဒန်ဆိုတာကဓာတ်ရုပ်ပစ္စည်းဒါမှမဟုတ်အစွန်းအထင်းတွေနဲ့ပေါင်းစပ်ပြီးတော့မှပုံမှန်အားဖြင့် inorganic oxide ဖြစ်စေတာဖြစ်ပါတယ်။အလွယ်မှတ်ရမယ်ဆိုလို့ရှိရင်တော့ချုပ်ဆေးအသုံးပြုတာဖြစ်ပါတယ်။ပိတ်ဆကိုရေဆက်ပြမှုတို့နဲ့ပြုတ်လျှော်ရပါမယ်။မပြုတ်ဘဲနဲ့ရှော်ယုံတက်တက်လေးရပါတယ်။ဆက်ယုံကထုတ်ထားတာဖြစ်တဲ့အတွက် ကော်နဲ့အခြားအညစ်အကြေးတွေမရှိနေအောင်လျှော်တာပဲဖြစ်ဖြစ်ပြုတ်တာပဲဖြစ်ဖြစ်ပြုတ်လုပြီးအရင်ဆုံးတန့်စင်ရမှာဖြစ်ပါတယ်။ပြုတ်တာကတော့ပိုပြီးကောင်းပါတယ်။ပိတ်စအသားနူးညံ့ပြီးကော်တွေထွက်သွားနိုင်အောင်ပါ။ဒါမှမော်ဒန်လုပ်တဲ့အခါမှာဆေးပါဝင်မှုအကောင်းပြီးအရွက်တွေတင်တဲ့အခါအယောင်ထွက်အကောင်းမှာဖြစ်ပါတယ်။ပြီးရင်တော့ရေညစ်ပြီး၆အောင်ပြန်လှမ်းရပါမယ်။ pre modern ပြီးသွားပြီဆိုရင်တော့ modern စပြီးပြုလုပ်ပါမယ် မော်ဒန်ပြုလုပ်ရမယ့်အချိုးအစားကတော့ပိတ်ဆောက်တွေပေါ်မှာမူတည်ပြီးတော့ပိတ်ဆောက်အလေးချိန်နဲ့တိုင်းတာလို့ရတယ်လို့အလွယ်ဆုံးနည်းပိတ်ဆောက်ခိုက်ရဲ့တခိုက်အတိုင်းအတာနဲ့လည်းတိုင်းတာလို့ရပါတယ်အခုဝင်ဝင်တိုင်းထားပေးတာကတော့ပိတ်ဆောက်ခိုက်အတိုင်းအတာနဲ့တိုင်းတာပေးထားတာဖြစ်ပါတယ်ဖြော်ထားတဲ့မော်ဒန်တွေထဲပိတ်ဆောက်တွေကိုဖြည်းဖြည်းချင်းနှိမ့်မြုပ်သွားအောင်စိမ့်ပါမယ်။ပိတ်ဆောက်တွေဆုပ်ယူမှုရှိအောင်မှာအဓိကသတိထားရမှာက မော်ဒန်တွေကိုကင်တွေအသုံးပြုနေခြင်းလက်အိတ်နှာခေါင်းစည်းအသုံးပြုပါလို့အကြံပြုချင်ပါတယ်ကမီကယ်ပစ္စည်းတွေအသုံးပြုတာဖြစ်တဲ့အတွက်အရှည်ပြားနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာနောက်ဆက်တွဲပြဿနာတွေမဖြစ်အောင်ပါပြီးရင်တော့မော်ဒန်စိန်ထားတဲ့ပိတ်ဆတွေကို၆အောင်လှမ်းပါမယ်၆ပြည်သားပိတ်ဆတွေကိုအရွက်မတင်ခင်မြေဖြူနဲ့ရေပြန်စိတ်ပြီးဆွတ်ဆွတ်အောင်ပြုလို့ရအောင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီအစ်စ်မှာ အချိန်မရလို့အရွက်တမ်းမတင်နိုင်ခဲ့သေးဘူးဆိုရင်မော်ဒန်ပြုလုပ်ထားတဲ့အထည်ပိတ်စတွေကိုခောက်ပြီးတော့တင်ထားလို့ရပါတယ်။အရွက်တင်ခါနီးမှထုတ်ပြီးအသုံးပြုရုံပါပဲ။ဒါဆိုလို့ရှိရင်တော့ pre modern နဲ့အရွက်တင်ဖို့ရအတွက် modern ပြုတ်လုတဲ့အဆင့်ပြီးသွားပြီဖြစ်ပါတယ်။နောက်ထပ် clip လေးတွေမှာတော့ပိတ်စပေါ်အရွက်တင်ပြီးတော့မှအထုတ်ထုတ်တာပေါင်းနာတွေဆက်လက်ပြုတ်လုပြီးသွားဦးမှာဖြစ်ပါတယ်။နောက်ထပ် video clip များမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်။ Bye bye ။